လာမယ့်ဧပြီလ၁ရက်နေ့မှာကျင်းပမယ့်ဂျားဖြတ်ရွေးကောက်ပွဲမှာမဲယုံကိုယ်စားလှယ်တွေဟာပြည်သူတွေရဲ့ဆန္ဒအမှန်ပေါ်ပေါက်ရေးအတွက်အဓိကအရေးကြီးတဲ့ပုံကိုယ်တွေဖြစ်တယ်လို့တောင်ငူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်စိုးမြင့်ကပြောကြားလိုက်ပါတယ်နေကြီးကြီးကသတင်းပေးပို့ထားပါတယ်ရှင်ခုလ23ရက်နေ့မနေ့9ရက်ကပြုလုပ်တဲ့မဲယုံကုစလေတွေတည်တည်နဲ့အကြောင်းအရာတွေကိုပို့ချပေးတဲ့တင်တန်းမှာအမှားစကားပြောခဲ့တာပါ အဖွဲ့ချုပ်ကိုထောက်ခံတဲ့အဖွဲ့ချုပ်ကိုမဲပေးမဲ့ပြည်သူလူထုရဲ့ဆန္ဒကိုကျွန်တော်တို့ကလေးလေးစားစားအတိမတ်ပြုသွားခြင်းပြည်သူလူထုရဲ့ဆန္ဒရဲ့အမှားအကန်ပေါ်ထွက်နိုင်ဖို့အတွက်ဒီပုဂ္ဂိုလ်များဟာအဓိကကာဝေရှိတဲ့အရေးကြီးပုဂ္ဂိုလ်များဖြစ်ပါတယ်။ဘေးရုံမှာဖြစ်ကြမြပြည်သူများကိစ္စအားလုံးအပေါ်မှာ အဖွဲ့ချုပ်ကိုကိုးစားပြုပြီးတော့တာဝန်ခံရမယ့်ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ။ဒါကြောင့်မလို့အဲ့ဒီမှာတာဝန်ယူတဲ့နေရာမှာအစီအပြေချောပွင့်နိုင်ဖို့နောက်တစ်ခါကိုယ်မှာဘာတာဝန်ရှိတဲ့ကိုယ်မှာဘာလုပ်ပိုင်ခွင့်ရှိတဲ့အဲ့ဒီတာဝန်ရောကိုယ့်ရဲ့လုပ်ပိုင်ခွင့်ရောတိမာတာရင်ကျွန်တော်တို့ကအဲ့ဒီနေမှာကိုယ်တာဝန်ကိုအချိန်ပြန်သာထားဆောင်နေမှာဖြစ်ပါတယ်။တောင်ဝမျိုးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်ခဲ့တာဖြစ်ပြီးရွေးကောက်ပွဲအောင်နိုင်ရေးတောင်ဝရှိသူတဦးကလိုအပ်တဲ့အကြောင်းအရာတွေကိုရှင်းလင်းပြောပြခဲ့ပါတယ်။မဲအောင်ကိုယ်စားလှယ်အခုကိုယ်စားလှယ်ဒီ ဝစားစင်ပုံကအစပေပတ်နေဖို့လိုပါမယ်အဓိကကျွန်တော်မှာတင်တာကမဲုံကိုယ်စလေလုံးမဲ့သူများသည်တို့မေစုပုံပါတဲ့ T-shirt တွေပါတယ်အဲ့လိုမျိုးဝစ်စင်ပြီးတော့မဲုံကိုယ်စလေဖြစ်မဆောင်ရွက်ဖို့ပြောတာပါပထမဆုံးမဲုံကိုယ်စလေတွေရဲ့ဝစားစင်မှုနဲ့ကြာဝင်ပိုင်းတွေကိုပြောပြခဲ့တာပါကိုရွာမဲစင်းရင်မှာမပါတဲ့သူမဲစင်းကဆက်ရှင်ကပြည့်ပြီးပြီမဲစင်းကမပါဘူးဖြစ်နေတယ်နောက်တစ်ချက်က မဲဆင်းထဲမှာပါပြီးတော့လူမရှိတော့တဲ့ဟာမျိုးအဲ့ဒါ၄ကိုကော်မရှင်မှာကြေးရွာရက်ကြေးကော်မရှင်မှာ24ရက်နေ့မက်ဖြန်ညနေ၄နာရီနောက်ဆုံးထားပြီးတော့မဲုံကိုစလဲကနေတက်လို့ရပါပြီတကယ်လို့မလုတ်ပေးဘူးရက်ကြေးကော်မရှင်ကအဲ့ဒီဟာကိုမလုတ်ပေးဘူးဆိုရင်ကျွန်တော်စီကိုချက်ချင်းဖုံးချက်ပါဒါအပြင်ကျွတ်တင်မဲပေးရမှာသိတင်တာတွေကိုလည်းရှင်းပြခဲ့ပါဗျာ30 31နှစ်ရက်တာလင်ကျွတ်တင်မဲပေးရမှာဖြစ်တယ် အဲ့တော့ကျွန်တော်တို့က30ရင်းနေမတိုင်းမီမှာ29ရင်းနေညက်နေသူဆိုရင်ရပြီကြိုတင်မဲပေးမဲ့သူစင်းကျွန်တော်တို့ပေးပါအဲ့ဒီနောက်မဲရကိုဆယ်လီတွေကမိမိတို့ကြေးရောက်မှာဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေကိုပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီးညက်နေပိုင်းမှာပြီးဆုံးခဲ့ပါတယ်ဒီခံပြိုးစီယုံရင်မှုရဲ့ထဲမှာထဲမှာမဲရမှုဖြစ်တယ်ကန့်ကွက်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကန့်ကွက်ဟုတ်ဟုတ်ဟုတ်အဲ့လိုပုံရှင်ကောက်ပြီးတော့ကြောက်ကြောက်ပြန်ခါရအောင်မဟုတ်အဲ့ဒါနည်းနည်းလေးမဲရုံမှုဆိုတော့နည်းနည်းတောင်းဝင်ကြီးနေတယ်ကျွန်တော်ကနေကန့်ကွက်မယ်ပြီးရင် ငဖယ်ရေနော်ငဖယ်ဟုတ်ဒီဟာကိုဒီကတူးတက်တယ်ကော့စီလိုပါကြိုးလည်းမကောင်းဘူးကော့မရှင်နဲ့အော်ဒါကြိုးကထွက်ပြီးသားပါအဲ့ထွက်စားကိုပြရတော့မပြနိုင်ဘူးဦးသိန်းကြိုင်အဲ့ဒါကဘာလဲဒီမှာဘုတ်တခါတောင်ဟူမြို့နယ်အတွင်းမဲရုံပေါင်း196ရုံထရှိသွားမှာဖြစ်ပြီးနိုင်ငံတကာလိလိုက်ရေးဖွဲ့ကလာရောက်လိလိုက်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒီမှာညီကြီးကသတင်းပေးဖို့ထားပါရှင်။